မင်္ဂလာပါရှင်ကျမတို့ရဲ့အင်မျိုးမြောင် channel ကနေခင်မေရင်းနှီးစွာကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ကမ္ဘာကျော်တအုပ်ဖြစ်တဲ့အသက်ငယ်ဆုံး Nobel ဆုရှင်မာလေးမာလာလာအကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်2014ခုနှစ်လောက်ကကမ္ဘာသတင်းမီဒီယာတွေမှာအကြာခဏရေးသားဖော်ပြခံရတဲ့မာလာလာဆိုတဲ့နာမည်လက်လာလေးကိုကြားဖူးကြမှာပါမလာလာဆိုတာပါကစ္စတန်နိုင်ငံကအသက်18နှစ်အရွယ်ကောင်မလေးတယောက်ရဲ့နာမည်ပါ။နာမည်အပြည့်စုံကမလာလာယူဆစ်ဆိုင်မာ။မလာလာဟာ2014ခုနှစ်အောက်တိုဘာလမှာကမ္ဘာညီချမ်းရေးနိုဘယ်ဆုကြီ ချင်းမြစ်ခံခဲ့ရလို့ထင်ပေါ်ကျော်ကြားခဲ့တာပါမလာလာဘာကြောင့်နိုဘယ်ဆုရခဲ့တာလဲဆိုတာနားထောင်ကြည့်ကြပါရှင်မလာလာကို1998ခုနှစ်ဇူလိုင်လ12ရက်နေ့ကပါကစ္စတန်နိုင်ငံမင်ဂိုရာမြို့လေးမှာမွေးဖွားခဲ့ပါတယ်မွေးကြီး၃ရက်မှာတဦးတည်းသောမိန်းကလေးပါအဖေဖြစ်သူကပါကစ္စတန်လူမျိုးအင်္ဂလိပ်စာတမ်းအကျောင်းဆရာတဦးဖြစ်ပြီးမင်ဂိုရာမျိုးကအစိုးရအကြောင်းတွေကိုစီမံခန့်ခွဲအုပ်ချုပ်သူပါမလာလာဟာသူ့အဖေရဲ့တင်ပြပေးမှုကြောင့်ငယ်စဉ်ကတည်းကအင်္ဂလိပ်စာကိုကောင်းကောင်းရေးတတ်ဖတ်တတ်နေတယ် 2009ခုနှစ်ပတ်ဝန်းကျင်လောက်မှာမင်ဂိုရာမြို့လေးဟာပါကစ္စတန်အစိုးရရဲ့အုပ်ချုပ်မှုအောက်မှာမရှိဘဲတာလီဘန်မွတ်စလင်အစိုးရအဖွဲ့ကတိုက်ပတ်အုပ်ချုပ်ထားပါတယ်။တာလီဘန်တွေဟာသူတို့ရဲ့တင်းကျပ်လုံးနဲ့အစိုးရဘာသာထုံးစံအရမင်ဂိုရာမျိုးကမင်းကလေးတွေကိုကြားမနေရဘူးပညာမသင်ရဘူးလို့အမိန့်ထုတ်ထားတယ်။မလိုက်နိုင်ရင်တပ်ပြစ်မယ်လို့ချိန်ချောက်ထားတယ်။ အသက်ဆယ်နှစ်တာရှိသေးတဲ့မာလာလာဟာအင်တာနက်မှာရှိတဲ့အင်္ဂလန်နိုင်ငံက BBC သတင်းဌာနဘလော့ဆိုင်မှာတာလီဘန်အစိုးရတွေရဲ့ရင်းစေ့ကြမ်းကြုံမှုတွေမိန်းကလေးတွေကိုပညာသင်ကျောင်းခွင့်မပေးတာတွေကိုအင်္ဂလိပ်ဘာသာနဲ့မကြာခဏရေးလေးရှိတယ်။ပထမတော့ဂလုမခိုင်ဆိုတဲ့နာမည်ဝတ်နဲ့ရေးနေတာပါ။နောက်ကြတော့နာမည်ရင်းမာလာလာလို့တက်ပြီးရေးလာတော့တယ်။ တနေ့မှာအင်္ဂလန်နိုင်ငံက BBC သတင်းထောက်တယောက်ဟာမင်ဂူရာမြို့ကိုရောက်လာတယ်။မလာလာကိုလာရှာတာပါ။ចောင်းတចောင်းကိုရောက်သွားတော့မလာလာရဲ့အဖေနဲ့တွေ့သွားပြီးမလာလာနဲ့အင်တာဗျူးလုပ်ဖြစ်တယ်။အဲ့ဒီသတင်းထောက်ဟာအင်္ဂလန်ပြန်ရောက်တော့မလာလာနဲ့အင်တာဗျူးလုပ်ခဲ့တဲ့အကြောင်းအရာတွေကိုကဘာကလူအဖက်များတဲ့ New York Times သတင်းစာမှာရေးလိုက်တယ်။နောက်ပြီးရုံမြင့်တန်ကြား BBC အစီအစဉ်ကနေမလာလာနဲ့အင်တာဗျူးလုပ်တော့ကဗီဒီယိုရိုက်ကူးထားတာတွေကိုထုတ်လွှင့်ပြသလိုက်တယ်။ အဲ့ဒီ BBC ရဲ့ရုပ်မြင်သံကြားကထုတ်လွှင့်ပြသချက်တွေကြောင့်ပါကစ္စတန်နိုင်ငံမှာတာလီဘန်အစိုးရတွေရဲ့မျက်စိကြမ်းကြုတ်ပုံတွေပါကစ္စတန်အမျိုးသမီးလေးတွေပညာသင်ကြားခွင့်မရတာတွေတကဘာလုံးတည်သွားကြတယ် တောင်အာဖရိကနိုင်ငံကလည်းမလာလာကို International Children Peace စုကြည်ချီးမြှင့်လိုက်လို့မလာလာနာမည်ကောင်းရလာလေလေတာလီဘန်တွေမှာနာမည်ဆိုးတွေပို့တော့ရနေတယ်။ဒါကြောင့်တာလီဘန်တွေဟာမလာလာကိုအယမ်းစိတ်ဆိုးဒေါသထွက်နေကြတယ်။သူမစီကို Internet Blog တွေမှာစာတွေရေးနေတာတွေကိုမရက်ရင်တပ်ပစ်မယ်လို့ခြေချောက်စာတွေပို့တယ်။ဒါပေမဲ့မလာလာကစာရေးတာမရက်ပဲဆက်ရေးမြဲပါပဲ။ 2012ခုနှစ်အော်တိုဘာလ9ရက်နေ့မှာမလာလာဟာတငယ်ချင်းတွေနဲ့ဘတ်စကားစီပီအကြောင်းကိုသွားတယ်။လမ်းမှာတာလီဘန်တင်းနဲ့သမားတယောက်ဟာမလာလာတို့ဈေးလာတဲ့ဘတ်စကားကိုရှေ့ကပိတ်ရပြေးတားလိုက်တယ်။သူဟာကားပေါ်တက်လာပြီးမလာလာဆိုတာဘာလို့လဲလို့လက်ထဲကတင်းနောက်ကိုဝေယံမြေမေးလိုက်တယ်။ကားပေါ်ကတငယ်ချင်းတွေကမလာလာထိုင်တဲ့ဘက်ကိုလမ်းကြည့်လို့တင်းနဲ့သမားဟာမလာလာစီသွားပြီးသူမရဲ့ဦးခေါင်းကိုတင်းနဲ့အနီးကသုံးချက်ပြစ်ချလိုက်တယ်။ ပထမကြီးဆန်ဟာမလာလာရဲ့ဘဲဘဲနဲ့ထဲကနေဖောက်ဝင်သွားပြီးမျက်နှာတချမ်းကထွက်ကသူမရဲ့ညာဘက်ပခုံးထဲမှာစိုက်ဝင်သွားတယ်။မလာလာဟာတင်းနဲ့တန်ရာကြောင့်ရှေ့ကိုစိုက်ကြသွားလို့နောက်ထပ်ပြစ်လိုက်တဲ့ကြီးဆန်နှစ်တောက်ဟာမလာလာကိုမထီတော့ပဲသူမရဲ့ဘေးနားကထိုင်နေတဲ့တငယ်ချင်းနှစ်ယောက်ကိုထိသွားပါတယ်။သူတို့နှစ်ယောက်ဟာတန်ရာကြီးကြီးကျယ်ကျယ်မရပေမဲ့မလာလာကတော့ဘေးကရင်မှာထိုင်နေတဲ့တငယ်ချင်းရဲ့ပေါင်ပေါ်ကိုတွေးနေနဲ့မျက်နှာမောက်ကြပြီးသတိလက်သွားတယ်။ သွေးတွေရွှဲနှက်ပြီးဒဏ်ရာအပြင်းထန်ရတဲ့မာလာလာကိုပါကစ္စတန်ပေရှဝါမျိုးကစေယုံတစ်ခုကိုခေါ်သွားတယ်။တင်းနဲ့ကြီးဆန်ထီလိုကြွေမွသွားတဲ့ဥကောင်းခေါ်အစားအချို့ကိုခွဲစိတ်ကူတာပေးကြတယ်။မကြခင် မာလာလာကိုအင်္ဂလန်နိုင်ငံဘာမေဂန်မျိုးကကိုယ့်အလီဇဘန်စေယုံကိုလေရင်နဲ့ပို့လိုက်တယ်။တင်းနဲ့ဒဏ်ရာကြောင့်ထိခိုက်သွားတဲ့မာလာလာရဲ့မျက်နှာကိုခွဲစိတ်မှုပေါင်းကြေကြေလုံးရတဲ့ကံကောင်းစွာနဲ့လာပေါင်းအတန်ကြာမှာမာလာလာဟာအုံနာမထိခိုက်ပဲပုံမှန်ပြန်ဖြစ်လာပါတယ်။ 2023ခုနှစ်မတ်လမှာမလာလာဆေးရုံကဆင်းလာပြီးသူမရဲ့အသက်အန္တရာယ်စိတ်မချရလို့ပါကစ္စတန်နိုင်ငံကိုမပြန်တော့ပဲအင်္ဂလန်နိုင်ငံဘာမင်ဂမ်မြို့မှာပဲအကြောင်းဆက်တက်လိုက်တယ်။အင်္ဂလန်မှာအကြောင်းတည်ရင်းနဲ့တကဘာလုံးမှာရှိတဲ့ကလေးတိုင်းပညာသင်ကြားခွဲရရေးလှူရှားမှုတွေဆောင်ရွက်နေခဲ့တယ်။အင်္ဂလန်မှာလုံလုံလပ်လပ်လှူရှားခွဲရလို့သူမရဲ့ဆောင်ရွက်ချက်တွေလူသိပုံများလာခဲ့တယ်။မလာလာသင်တန်းနဲ့အပြည့်ခံရတဲ့တည်ရင်အင်္ဂလန်နိုင်ငံကနေကလေးတိုင်းပညာသင်ကြားခွဲလှူရှားမှုရဲ့အကြောင်းကမ္ဘာနိုင်ငံတွေဟာဆင်းရဲတဲ့ကလေးတွေအကြောင်းတွေဝယ်မရတဲ့ ကြောင့်ပိုပြီးသီးလာကြတယ်။စီးရတဲ့နိုင်ငံတော်တော်များများမှာလည်းကလေးတိုင်းပညာသင်ယူခွင့်ရဖို့အစိုးရကိုလူတွေဆန္ဒပြတောင်းဆိုလာကြတယ်။နောက်ဆုံးမှာကမ္ဘာကုလသမဂ္ဂကြီးကကလေးတိုင်းပညာသင်ကြားခွင့်ပြုဖို့နိုင်ငံတကာဥပဒေတရပြဋ္ဌာန်းလိုက်ရတယ်။မလာလာရဲ့ဓာတ်ပုံတဲ့သတင်းဟာ2013ခုနှစ်မှာ ထုတ်ဝေတဲ့ကမ္ဘာကျော် Times Magazine ကြီးအပါအဝင်ကမ္ဘာစာနယ်ဇင်းတွေမှာဖော်ပြခံရတယ်။ နိုင်ငံတကာကလည်းမလာလာကိုဂုံပြုစုတွေအများကြီးချီးမြှင့်ကြတယ်။2014ခုနှစ်အောက်တိုဘာလမှာအသက်18နှစ်သာရှိသေးတဲ့မလာလာကိုအိန္ဒိယနိုင်ငံသားအသက်60အရွယ်ခလတ်ဆက်ဂျာတီနဲ့အတူကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုကြီးကိုပူးတွဲချီးမြှင့်လိုက်လို့မလာလာဟာအသက်အငယ်ဆုံးနိုဘယ်ဆုရှင်ဖြစ်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာနိုဘယ်ဆုချီးမြှင့်ငွေဒေါ်လာ၁.၃လေးသန်းကိုတဝက်စီခွဲဝေရရှိခဲ့ကြတယ်။မလာလာဟာသူမရတဲ့ဆုချင်းငွေတဝက်ဖြစ်တဲ့ဒေါ်လာ9သိန်းကိုတပြားတစ်ချက်မှမသုံးဘဲသူမထူထောင်ထားတဲ့မလာလာဖန်အဖွဲ့အစည်းတွေကိုထည့်ဝင်လိုက်ပါတယ်။အဲ့ဒီအဖွဲ့အစည်းဟာတကဘာလုံးမှာရှိတဲ့ဆင်းရဲတဲ့ကလေးတွေပညာသင်ကြားနိုင်ရတဲ့အတွက်အကူအညီပေးဖို့ပါ။သူမနဲ့တခြားစာရေးဆရာတယောက်ပေါင်းပြီးရေးသားထုတ်ဝေလိုက်တဲ့ အိုင်မာလာလာစာအုပ်ဟာလည်းယနေ့ကဘာမှာအုပ်ရည်တန်းချေရောင်းနေရပါတယ်။မာလာလာကိုပါကြောင့်နိုဘယ်ဆုအချီးမြှင့်ခဲ့တာလေ။မာလာလာဟာအသိငယ်ငယ်လေးနဲ့ကဘာမှာအရေးဆက်အကြမ်းကြက်ဆုံးဖြစ်တဲ့တာလီဘန်တွေကိုမကြောက်မဲ့ရောအန်တိုဗီပါကင်စတန်မှာမိန်းကလေးတွေပညာသင်ခွဲရအောင်တောင်းဆိုခဲ့တာရဲ့။ ။သူမကိုရရဲဆက်ဆက်အနီးကအတင်းနဲ့ပြစ်ပြီးလုံးကြံခဲ့တဲ့ဖြစ်ရရဲ့သူမရဲ့လှုပ်ရှားမှုကြောင့်တစ်ကမ္ဘာလုံးမှာခလေးတိုင်းပညာသင်ခွဲရရဲ့တောင်းဆိုမှုတွေပေါ်ပေါက်လာခဲ့တာရဲ့သူမရဲ့စိတ်ဓာတ်ကိုအားကျပြီးလူငယ်တွေကြားမှာမတရားမှုကိုခေါင်းငုံမခံတတ်တဲ့စိတ်ဓာတ်စူးစမ်းခြင်းစိတ်ပညာသင်ယူခြင်းစိတ်တွေပေါ်လာကြတယ်ဆိုတဲ့အချက်တွေကြောင့်နိုဘယ်ဆုချီးမြှင့်ပေးခဲ့ခြင်းမှာ နိုဘယ်ဆုချီးမြှင့်တဲ့အခမ်းအနားမှာတက်ရောက်ဆွေးခဲ့တဲ့မာလာလာကတက်ရောက်လာတဲ့ပရိသတ်ကြီးကိုခုလိုစကားတစ်ခေါ်ပြောခဲ့ပါတယ်။တာလီဘန်တွေဟာကျမရဲ့ဦးခေါင်းကိုတင်နှက်နဲ့ပြစ်ခဲ့တယ်။ကျမရဲ့တငယ်ချင်းတယောက်ကိုလည်းပြစ်ခဲ့တယ်။တာလီဘန်တွေထင်တာကသူတို့ရဲ့ကြီးစံဟာကျမကိုနှုတ်ဆက်သွားလိမ့်မယ်လို့ဒါပေမဲ့သူတို့လောက်ရမအောင်မြင်ခဲ့ပါဘူးတဲ့။ 2018နှစ်အရွယ်ကမာလီတယောက်ဟာကဘာကြီးမှာအပြောင်းလဲဖြစ်သွားအောင်ဆွမ်းဆောင်နိုင်ခဲ့သေးရင်တို့လူငယ်တွေကရောအနည်းဆုံးမိမိပတ်ဝန်းကျင်မိမိမျိုးနိုင်ငံကိုပြောင်းလဲသွားစေမယ့်အလို့ရက်တွေမလုပ်နိုင်ကြဘူးလားလို့စဉ်းစားစီခြင်းပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင်